ဒီဘာမှမလုပ်ဘူးဆိုလို့ရှိရင်တော့အကောင်းဆုံးပြောရဲနီလန်ကဥပမာမိသားစုရဲ့အလုပ်တစ်ခုခုကိုပဲကိုကဘယ်လိုပြောရမလဲကုညီရဲ့ဟာမျိုးဆိုလို့ရှိရင်ဒါအကောင်းဆုံး answer တစ်ခုဖြစ်လိမ့်မယ်ပေါ့နော်ဘယ်တော့ကပေါ့နော်ဒီအထက်တဲကြောက်ပြီးရလဲလို့မေးလို့ရှိရင်ကိုက2016လား2019လားမတဲကွဲမြန်မာလူရင်စဉ်းစားရတယ်ပြီး2019လဲဂျပန်လိုဘယ်လိုပြောရလဲဆိုတော့တွေးရတယ်တကယ်တမ်းကိုကစာအုပ်မဖတ်ဘဲနဲ့ဒီလိုမျိုးရွှေ့လိုက်တယ်ဆိုလို့ရှိရင်ဘာစာအုပ်ဖတ်လဲလို့ပြောလိုက်တဲ့ခါကြလို့ရှိရင်ကိုကခွေးရည်လဲနေတယ်လို့မျိုးဖြစ်တတ်တယ်ပေါ့နော် Hello အားလုံးပဲမင်္ဂလာပါကျွန်မကတော့ Kisuna Plus ကဝေးပဲဖြစ်ပါတယ်ကျွန်မဒီနေ့ဒီဗီဒီယိုမှာဗာအကြောင်းကိုပြပြပေးမလဲဆိုလို့ရှိရင်ဒီဂျပန်မှာ language school တက်ကြမဲ့သူတွေအတွက်ပေါ့နော်ဒီ language school တက်တဲ့အခါမှာကျွန်မတို့ပထမအဦးဆုံးဒီ step ဖြစ်တဲ့ interview ဖြည့်ရမယ် step ပေါ့နော်အဲ့ဒီ interview ဖြည့်တဲ့အခါမှာဒီလိုမျိုးဘလို့ interview ဖြည့်လို့ရှိရင် interview ကအောက်နိုင်လဲပေါ့နော်မေးခွန်းတစ်ခုချင်းစီပေါ်မှာမူတည်ပြီးတော့ဘလို့မျိုးဖြည့်ရမလဲဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတော့ဒီဗီဒီယိုထဲမှာပြပြပေးထားမှာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုတွေကပုံစံတိုင်းတိတိကျကျပြင်ဆင်မယ်ဆိုလို့ရှိရင်တော့လုံးဝ လုံးဝဒီ interview ဖြစ်တဲ့အခါမှာလုံးဝအဆင်ပြေပြီးတော့ကောင်းမွန်တဲ့ result တွေရမယ်လို့ကျွန်မတို့ယုံကြည်ပါတယ်အဲ့တော့ဒီ video လေးကိုအဆုံးထိဆက်ပြီးတော့ကြည့်ပေးကြပါ thank you ော့ဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်မကဖုန်းလေးကိုကြည့်ပြီးတော့ပြောမယ်ပေါ့နော်။ဘာလို့လဲဆိုတော့ဒီအသေးစိတ်တစ်ခုချင်းစီကိုပြပြပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့နည်းနည်းလေးလူရာတွေရှိသွားမှာဆိုလို့ပေါ့နော် notes လေးရေးပြီးတော့ဒီနေ့ဒီဗီဒီယိုအတွက်ကိုပြင်ဆင်ထားပါတယ်။အဲ့တော့ပထမဦးဆုံးအနေနဲ့ကျွန်မတို့ကတွေ့ရမယ့်အရာကဘာလဲဆိုလို့ရှိရင်တော့ဒီကိုက ခုဥမာ zone နဲ့ပေါ့နော် online interview တွေလုပ်တဲ့အခါမျိုးမှာကိုကဝင်လာတယ်ပေါ့နော်ဒီ zone ခန်းနဲ့ဝင်သွားတယ်ဆိုလို့ရှိရင်ဆက်ဆက်ဦးဆုံး interviewer နဲ့တွေ့ရဆိုလို့ရှိရင်သူတို့တွေကဥမာ Ohio Kosai Mas Konnichiwa အဲ့လိုမျိုးစပြီးတော့ပြောတာကိုမဆောက်နဲ့တချို့တွေကရှိရနည်းနည်းလေးကြောက်အားလန့်အားနဲ့သူတို့ကဘာပြောမလဲဆိုတာစောင့်ပြီးတော့ဒီအချိန်ကကိုက9မိနစ်ပဲဖြစ်ဖြစ်စောနေတဲ့အခါမျိုးမှာဆိုလို့ရှိရင်ဒီတိုင်းမဲ့ ဟိုကြောင်တတောင်နဲ့ပေါ့နော်ထိုင်ပြီးတော့စောင့်နေရမျိုးတွေရှိတတယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ကိုကဝင်သွားလို့သူတို့နဲ့တွေ့ပြီဆိုတာနော်ကိုဘက်ကစပြီးတော့ခွန်နီချီဝါဒါမှမဟုတ်လို့ရှင် Ohio Cosimus ဆိုပြီးတော့ပေါ့နော်နှုတ်ဆက်စကားကိုကိုဘက်ကစပြီးတော့ပြောတယ်ဆိုလို့ရှင်ပထမဦးဆုံး first impression နေနဲ့အရန်အရန်ကောင်းတယ်ပေါ့နော်အဲ့တော့ပထမဦးဆုံးပေါ့နော် interview ဖြစ်တဲ့အခါမှာပထမဆုံးတွေ့ရမယ့် question ကဘာလဲဆိုလို့ရှင်ပေါ့နော်ကိုကိုကိုမိတ်ဆက်တာပေါ့နော်ဒီ Gigo Show Guy ပေါ့နော်ဒီ Gigo Show Guy ကတခါလေကြားလို့ရှင်ကိုရဲ့ interviewer ပေါ့နော်ကိုကို interview မေးတဲ့လူတွေပုံမှန်မူတည်ပြီးတော့တချို့ တွေအကြီးကိုရှော့ခိုင်းလုတ်ခိုင်းတဲ့လူရှိတယ်။တချို့ကကျတော့မလုတ်ခိုင်းတဲ့လူရှိတယ်။နည်းနည်းလေးမိတ်ဆက်ပြီးတော့ပေါ့နော်ကိုယ့်ရဲ့နာမည်ဦးမေးရမျိုးကိုယ့်ရဲ့ personal information ပေါ့နော်ကိုပိုင်အချက်လက်တွေကိုတခုချင်းစီမေးသွားတာမျိုးတွေရှိတယ်ပေါ့။ဒီနေရာမှာအရေးကြီးဆုံးသတိပေးချင်တာတခုကကျမတို့ကဒီ process တခုအနေနဲ့ပထမဦးဆုံးဒီသူတို့ကိုကြောင်းလျှောက်မယ်ဆိုတဲ့ပေါ့နော် application form ကိုကြောင်းကိုတင်ရတယ်ကိုယ့်ရဲ့ personal information တွေပေါ့နော်ကိုပိုင်ကိုကြီးကိုယ့်ရဲ့အချက်လက်တွေကိုဒီကြောင်းကိုတင်ရပြီးတဲ့အခါမှာဒီကြောင်းကဒီ application form ကိုကြည့်ပြီးတော့ပေါ့နော်သူတို့က interview ူးမေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုက application form မှာရေးထားတဲ့ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တိုင်အချက်အလက်တွေရေးထားတဲ့အကြောင်းအရာတွေမှန်သမျှက interview မှာပေါ့နော်ဒီ information တွေကဒီအချက်အလက်တွေမှန်လားမမှန်ဘူးလားဆိုတာကိုသူတို့ကပြန်ပြီးတော့ check တာပေါ့နော်ဒီစစ်ဆေးတာမျိုးရေးပြီးတော့တခြား extra question တွေပေါ့နော်ဒီလိုမျိုးတခြားမေးခွန်းတွေကိုပါပေါင်းထည့်ပြီးတော့ပေါ့နော်မေးရမျိုးတွေနဲ့လူပုံစံကိုကြည့်ပြီးတော့ရွေးရမယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ပထမဆုံးတင်ထားတဲ့ application form မှာဘာတွေကိုကဖြည့်ထားလဲပေါ့နော်ဘလို့အချက်အလက်တွေကိုရေးထားလဲ ဆိုတာကိုတော့ပြန်ပြီးတော့တော့တည်တည်ချာချာကြည့်ဖို့တော့လိုတယ်အဲ့ဒါပထမအဆုံးချက်ပေါ့နော်အဲ့တော့အဲ့ဒါဆိုလို့ရှိရင်ခုနကပြောတယ်ဂျီကိုရှော့ကိုင်းအစ်စင်ကိုပြန်ပြီးတော့သွားကြည့်ကြည့်မယ်ပေါ့နော်ဂျီကိုရှော့ကိုင်းမှာဘယ်ချက်လက်တွေကိုပြောမလဲဆိုတာကိုကိုကကြိုတင်ပြင်ဆင်ဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ပထမအဆုံးဂျီကိုရှော့ကိုင်းမှာဆိုလို့ရှိရင်ကိုကဟာဂျီမဲမတ်စတဲအရင်ဆုံးပြောတာမျိုးပေါ့နော်အဲ့တော့တွေ့ရတာဝမ်းတာပါတယ်ပြီးတော့လို့ရှိရင်ကိုရဲ့နာမည် ပြီးတော့လို့ရှိရင်ကိုယ့်ရဲ့အသက်ပေါ့နော် language school interview တွေမှာဆိုလို့ရှိရင်အသက်လေးတွေထည့်ပြီးတော့ဂျီကိုရှော့ကမ်းမှာပြောတော့ကောင်းတယ်ပြီးတော့လို့ရှိရင်တော့ကိုကဗမာနေလေပေါ့နော်ဥမာရန်ကုန်မှာနေရဆိုရင်ရန်ကုန်နီဆွန်တေးမတ်ဒါမှမဟုတ်မန္တလေးမှာနေရဆိုလို့ရှိရင်လည်းမန္တလေးနီဆွန်တေးမတ်ဆိုပြီးတော့အဲ့လိုမျိုးပြောတာမျိုးပေါ့နော် ပြီးတော့နောက်တစ်ခုကကျတော့မိသားစုတွေပါတီလည်းပြောချင်းလည်းပြောပေါ့နော်ဥမာခါဆိုကခေါ်နေ imas ပြောချင်းလည်းရတယ်ဒါပေမဲ့မပြောချင်းလည်းတော့ရတယ်ကိစ္စတော့မရှိသေးဘူးသူတို့ကဘယ်လိုပဲဖြစ်ဖြစ်ခါဆိုကနဲ့ပတ်သက်ပြီးတော့နောက်ပိုင်းမှာမိကွန်မိမှဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာခါဆိုကကတော့နည်းနည်းလေး option နဲ့အနေနဲ့ပေါ့နော်ပြောချင်းလည်းရတယ်မပြောချင်းလည်းရတယ်ဒါပေမဲ့တခုထည့်ပြောရမှာကိုယ့်ရဲ့ဝါသနာလေးတော့ထည့်ပြောတာကောင်းနေပေါ့နော်နောက်တစ်ခုကကျတော့ကိုယ့်ရဲ့ဒီပညာရည်ချင်းလေးကိုလည်းနည်းနည်းလေးပြောပေါ့နော်နည်းနည်းလေးထည့်ပြောဥပမာကိုကဒီ တက္ကသိုလ်ပြီးသွားတဲ့လူတွေပဲဖြစ်ဖြစ်ပေါ့နော်တက္ကသိုလ်ကိုဒုတိယနှစ်ဆိုလို့ရှိရင်တော့ကိုကဥပမာဘယ်ဓာရိုက်ကခုပေါ့နော်ဘယ်ဓာရိုက်ကခုမှာတော့ဒီတက္ကသိုလ်ဒုတိယနှစ်ဖြစ်တယ်ဆိုနီနန်စီရစ်ဘာညာဆိုပြီးတော့ပြောတာအကောင့်တယ်ပြီးတော့တက္ကသိုလ်မပြီးတဲ့သူတွေပေါ့နော်ဒီလိုတက္ကသိုလ်မပြီးတဲ့လူတွေဒီအထက်တန်းကျောက်ပဲပြီးတဲ့သူတွေဆိုလို့ရှိရင်လည်းဘယ်နှခုနှစ်မှာအထက်တန်းကျောက်ပြီးခဲ့ပါတယ်ပေါ့နော်အဲ့လိုမျိုးလေးပြောလို့လည်းရတယ်ပေါ့နော်နောက်ဆုံးတစ်ခုကကြာတော့အခုလက်ရှိကိုကဘာလုပ်နေလဲပေါ့နော်ဥပမာဂျပန်စာလေးလာနေတယ်ဓမ္မမဟုတ်လို့ရှိရင်တခြားလုပ်တစ်ခုခုလုပ်နေရင်လည်းဂျပန်စာကိုလေ့လာနေ ပေါ့နော်ဘယ်ခိုင်ရှာမှာအလုံးလုံးနေရင်းနေပေါ့နော်အဲရှီကိုတိုရှင်နာဂါရာအဲတိုနီဟွန်ကိုဘန်ကျိုစတေးမတ်အဲအဲ့လိုမျိုးလေးတွေလည်းပြောလို့ရတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေတော့ဂျီကိုရှော့ကိုင်းမှာထည့်ပြီးတော့ပြောတာဆိုကောင်းတယ်ဂျီကိုရှော့ကိုင်းကအရန်ကြီးလဲရှေလို့မရဘူးပေါ့နော်ကျမတို့ဒီစက္ကန့်30အတွင်းပေါ့နော်ဒီအလုံးအူးဆုံးရှေမယ်ဆိုလို့ရှိရင်တော့10မိနစ်ထပ်မပိုတဲ့ဂျီကိုရှော့ကိုင်းဖြစ်ဖို့လိုတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကိုကအင်တာဗျူးဖြူးတဲ့လူကကိုကိုဒီနောက်ပိုင်းမေးခွန်းနေမှဆိုတော့ဂျီကိုရှော့ကိုင်းမှာကိုရဲ့ information တွေအားလုံးထည့်ပြီးတော့ပြောစရာမလိုဘူး သူ့မိမဲ့အတွက်ကိုသူ့မိကိုမိဖို့အတွက်ကိုလည်းကိုကတွေးပြီးတော့သူ့အတွက်လည်းမိကိုလေးတွေထားပေးထားရမျိုးတွေလောက်ရမယ်ပေါ့နော်ဒါပေမဲ့ တတိထာရမှာကဂျီကိုရှော့ကိုက်မှာကိုပြောလိုက်တဲ့ information တွေအသက်တို့ကြောင်းတို့ကိုယ့်ပညာရေးချင်းတို့အခုလက်ရှိဘာလုပ်နေတယ်ဆိုတော့အဲ့ information တွေကနေပြီးတော့ကိုကထတ်တိုးမေးခွန်းတွေကိုသူတို့ကမေးနိုင်ခြင်းရှိရဲ့ဆိုတာလဲခေါင်းနဲ့ထည့်ထားရမယ်ပေါ့နော်အဲ့တော့အဲ့အတွက်လဲကိုကကြိုပြီးတော့ပြင်ဆင်ရမယ်ကိုပြောလိုက်တဲ့စကားတစ်ခုချင်းစီမှာဘယ်မေးခွန်းကိုသူတို့ကထပ်ပြီးတော့မေးနိုင်လဲဆိုတာမျိုးတွေကိုပါတွေးပြီးတော့ကြိုတင်ပြင်ဆင်ဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ဒုတိယမေးခွန်းတစ်ခုကိုသွားမယ်ပေါ့နော်အဲ့တော့ ခုနကတော့ငါပြောတဲ့အတိုင်းကိုယ့်ရဲ့နာမည်ကိုပြောတဲ့အခါမှာကျမတို့မြန်မာလူမျိုးနာမည်တွေကဂျပန်တွေကသူတို့အတန်ထွက်ထွက်လာခတ်တဲ့အဲ့ဒါကြောင့်မလို့ဒီကိုယ့်ရဲ့နာမည်ပြောတဲ့အခါမှာဆိုလို့ရှိရင်လေသူ့ဘက်ကိုတွေးပြီးတော့ပေါ့နော်သူနားလေရလွယ်အောင်သူအဆင်ပြေအောင်လို့အတွက်ကိုကဥမာနာမည်ဆိုလို့ရှိရင်ဝီဂီဆိုလို့ရှိရင်ဝီဂီဆိုပြောပဲတော်ပြရမယ်တလုံးချင်းဒီဝီဂီဆိုရမ်းဂျပန်အတန်ထွက်လေးနဲ့ပြောမယ်ပေါ့နော်ဥမာမောင်မောင်ဆိုလို့ရှိရင်တော့ကိစ္စမရှိဘူးဒီနာမည်တွေကလွယ်တယ်ပေါ့နော်ဒါပေမဲ့နာမည်အခက်တွေဆိုလို့ရှိရင်တော့သူတို့ဂျပန်အတန်ခတ်တာခဏအတန်နဲ့ထွက်ပြီးတော့ ော့ဖြည်းဖြည်းလေးပြောတာမျိုးလုပ်ပေးမယ်ပေါ့ပြီးတော့နောက်တစ်ခုကကြတော့အဲ့တော့ကျမတို့ကိုယ့်ရဲ့အသက်ကိုပြောသွားတဲ့အခါမျိုးမှာဆိုလို့ရှိရင်တို့ကပြန်ပြီးတော့ confirm လောက်တာမျိုးတွေလည်းဖြစ်နိုင်တယ်ပေါ့နော်ဥမာအသက်ကညချူ excited စနေဘာညာဆိုပြီးတော့ confirm လောက်တာမျိုးဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဒီအသက်ပြောတဲ့အခါမှာဆိုလို့ရှိရင်ညီမတွေကရှိရပေါ့နော်ကိုကအခု16နှစ် ါပေမဲ့18နှစ်ကမပြည့်သေးဘူးပေါ့နော်နောက်2လ3လနေမပြည့်မယ်ဆိုဒါပေမဲ့မြန်မာတွေက18နှစ်လို့ပြောလိုက်တာမျိုးရှိတယ်ဂျပန်တွေကအဲ့ဒီအသက်မပြည့်မချင်းပေါ့နော်လက်ရှိအသက်ကိုပဲပြောရမျိုးရှိရပေါ့နော်အဲ့အလေးတစ်ခုသတိထားရမယ်ပြီးတော့နောက်တစ်ခုကကျတော့သူတို့တွေကတခြား interview တွေနဲ့မတူတာကဘာလဲဆိုလို့ရှိရင် language school interview တွေမှာဥမာစင်နန်းကပြီလို့ဘာလို့ပေါ့နော်ကိုယ့်ရဲ့ဒီမွေးနေ့တက်ကတိကိုအတိအကျမေးရမျိုးတွေတန်းကြောပြီးပေါ့နော်ကိုယ့်ရဲ့မွေးနေ့တွေကိုအတိအကျမေးရမျိုးတွေရှိရဒါကဘာလို့မေးရလဲဆိုတော့ ကိုတင်လိုက်တဲ့ application form ကပေါ့နော်ဒီ bad day ပေါ့နော်မွေးနေ့နဲ့ကြိုက်လားမကြိုက်လားဆိုတော့စစ်တာပေါ့နော်အမှတ်သတိထားမှာကမြန်မာတွေကတခါလေကြက်လို့ရှင်မှတ်ပုံတင်နေပြီးတော့လို့ရှင် passport တွေရဲ့မွေးနေ့နဲ့တကယ်မွေးနေ့အပြင်မွေးနေ့တွေကမတူတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်ဒါတွေကိုဂျပန်တွေကိုရှင်းပြရရတာအရင်ခက်ခဲအတွက်ကြောင့်မလို့သကောင်စင်ထဲမှာပါတဲ့မွေးနေ့ကိုပဲပြောဖို့အကြံပေးချင်ပါတယ်အဲ့တော့မွေးနေ့တက္ကသိုလ်တွေဆိုလို့ရှင်ရင်လည်းသတိထားမှာကဒီမှာပြောတဲ့ခါမြန်မာတွေဆိုလို့ရှင် ရက်လခုနှစ်ကိုပြောတယ်ပေါ့နော်ဂျပန်နေရာကျတော့ပြောင်းမြန်ခုနှစ်လရက်ကိုပြောတဲ့အတွက်ကြောင့်မလို့ကိုကကိုယ့်ရဲ့မွေးနေ့တက္ကတိကိုဆိုလို့ရှိရင်လည်းအဲ့လိုမျိုး Nissan Junika Suzuki Kunichi desu အဲ့လိုမျိုးလေးတွေပြောဖို့လိုအပ်တယ်ပေါ့နော် ဲ့တော့ပြီးသွားလို့ရှိရင်နောက်တစ်ခုကကြာတော့အသက်ငယ်သေးရယ်ပဲဖြစ်ဖြစ်အသက်ကြီးရယ်ပဲဖြစ်ဖြစ်သူတို့ကမေးမေးတတ်တယ်ပေါ့နော်ဥပမာခက်ကွန်စတိတ်မတ်စ်ကဒေါက်ရှင်ဒစ်စ်ကဘာညာပေါ့နော်ကိုကဒီအိမ်နောင်ရှိလားဓမ္မမို့လို့ရှိရင်စင်ကယ်လားဆိုတာမျိုးတွေလည်းမေးနိုင်တယ်ပေါ့နော်အသက်ကိုမေးနေမေးကောင်းမေးနိုင်တယ်ဒါတွေကိုလည်းဒီ keywords တွေလည်းမှတ်ထားရမယ်ပေါ့နော်ဥပမာခက်ကွန်ဆိုရင် vocabulary ပေါ့နော်ခက်ကွန်ဆိုလို့ရှိရင်ဒါလက်ထပ်တယ်ပေါ့နော်လက်ထပ်ထားတယ်ပြီးသွားလို့ရှိရင်ဒေါက်ရှင်ဆိုရဲပေါ့နော်ဒီ single ဆိုရဲအဲ့လိုမျိုး keywords တွေ vocabulary vocabularies လေးတွေကိုလည်းနည်းနည်းလေးကိုကမှတ်ထားပြီးတော့ပြောဖို့လည်းလိုအပ်တယ်ပေါ့နော်အဲ့တော့ဒါကခုနကတော့အသက်ပေါ့နော်ပြီးတော့လို့ရှိရင်နောက်တစ်ခုကကြတော့ခုနကကိုကပြောလိုက်တဲ့နေရာမှာကိုကဗမာနေပါရေပေါ့နော်ဥမာရန်ကုန်နီးစွန်တဲ့ mask အဲ့လိုမျိုးတွေပြောသွားတယ်ဆိုလို့ရှိရင်ရန်ကုန်တို့ဘာလို့မှနေရဲဆိုတော့ဂျပန်တော်တော်များများတော့ရန်ကုန်တို့ဘာလို့တည်ဒါပေမဲ့သူတို့ကဒီလူကစကားပြောတတ်လားမပြောတတ်လားတော့နည်းနည်းလေးစမ်းကြည့်နေတဲ့အတွက်ကြောင့်မလို့ဒီမျိုးနဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့မေးခွန်းနေလဲမေးကောင်းမေးနိုင်နေပေါ့နော် အဲ့တော့သူတို့ဘက်ကလည်းဥမာဒိုကိုနီဆွန်တဲ့ imas ကမေးရဆိုလို့ရှင်လည်းရန်ကုန်နီဆွန်တဲ့ imas မန္တလေးနီဆွန်တဲ့ imas အဲအဲ့လိုမျိုးပြောပေါ့နော်အဲ့တော့ဒီပြီးတော့လို့ရှင်အဲ့လိုမျိုးမေးရင်လည်းမေးလိုက်မယ်ဒိုကိုနီဆွန်တဲ့ imas ကဓမ္မမဟုတ်လို့ရှင်ရွှေရှင်းကိုလည်းမေးတယ်အဲ့တော့ရွှေရှင်းဆိုရယ် vocabulary ကိုသိဖို့လည်းလိုတယ်ပေါ့နော်ရွှေရှင်းဆိုတာဘာလဲဆိုကိုယ့်ရဲ့မွေးရစာတိပေါ့နော်အဲ့တော့ရွှေရှင်းဝမန္တလေးဒီစကေတို့ ima wa yangoni sonde imas အဲရွှေရှင်းပေါ့ကိုယ့်ရဲ့မွေးရစာတိကတော့မန္တလေးဖြစ်ပေမဲ့အခုကတော့ကိုယ်ကចောင်းတက်ဖို့ပဲဖြစ်ဖြစ်ပေါ့နော်အဲ့တော့ရန်ကုန် မှနေနေတယ်ဆိုပြီးတော့အဲ့လိုမျိုးလေးတွေလည်းပြောလို့ရတယ်အဲ့တော့ရှွတ်ရှင်းမန်တလေးဆိုတဲ့ဒီစကားလုံးပါသွားပြီဆိုတာနဲ့သူတို့ကဘာတွေထပ်မေးနိုင်လဲကိုကကြိုပြီးတော့စဉ်းစားဖို့လိုတယ်ပေါ့နော်အဲ့တော့မန်တလေးဆိုလို့ရှိရင်အဲဆိုတဲ့ဝါဒေါနာတိုကိုတိုဒက်ကာဆိုပြီးတော့မေးခွန်းလဲမေးကောင်းမေးနိုင်တယ်ပေါ့နော်ဒါကဘလိုမျိုးမျိုးလဲမန်တလေးဆိုတာအဲ့ကြလို့ရှိရင်တော့သူ့ရဲ့တုတ်ခုချောပေါ့နော်အာမန်တလေးကဘလိုမျိုးမျိုးလဲဆိုတာမျိုးကိုနည်းနည်းလေးတော့ကိုကပြင်ဆင်ထားဖို့လိုတယ်ပေါ့နော်အရန်ကိုလှပပြီးတော့ဘလိုဘလိုဖြစ်တယ်ဆိုတော့သူ့ရဲ့ကောင်းတဲ့အချက်လေးတွေတွေးပြီးတော့ပြင်ဆင်ထားတာကောင်းတယ်ပေါ့နော် ဲ့တော့ဒီမှာဆိုရင်နေတာနဲ့ပတ်သက်ပြီးတော့ပြောရဲဆိုလို့ရှင်နောက်ထပ် तू อ่ะဘာ extra question ပေါ့เนาะဘာမေးခွန်းထပ်ပြီးတော့ပြီးနိုင်လဲဆိုတာစဉ်းစားကြည့်ကြည့်မယ်ပေါ့เนาะအဲ့တော့ဒီလိုမျိုးကိုကဘာမှနေတယ်လို့ပြောလို့ရှင်ဘယ်သူနဲ့နေလဲဆိုရဲ question တွေကပြန်ပြီးတော့လာတတ်တယ်မဟုတ်ဘူးလားပေါ့เนาะခါဆိုခုတို့ issue ni sonde maska ဒါမှမဟုတ်လို့ရှင် story de sonde maska ဘာညာအဲ့လိုမျိုးတွေမေးရလဲဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့တော့ဘယ်သူနဲ့နေလဲခါဆိုခုတို့ issue ni sonde maska เนาะအမဒီကိုကခါဆိုခုဆိုရဲဒီ vocab တစ်ခုပေါ့เนาะဒီ keywords တစ်ခုပါသွားပြီဆိုလို့ရှင်အာခါဆိုခုက nanny. အီရာရှိုင်မတ်ကခါစုခုဝနန်နီအီမတ်ကလို့မေးကောင်းမေးနိုင်တယ်ပေါ့နော်။ရောရှင်တို့အနေစတိုဒီတို့အီမိုတို့စတိုဒီအီမတ်အဲ့လိုမျိုးတွေလည်းပြောလို့ရတယ်ပေါ့နော်။အဲ့တော့ကိုကိုပြောလိုက်တဲ့အကြောင်းအရာပေါ်မှာသူတို့တွေကဘာတွေကိုထပ်ပြီးတော့မေးနိုင်လဲဆိုတဲ့ဟာလေးကိုပါကိုကပြင်ဆင်ထားရမယ်ပေါ့နော်။အဲ့တော့ခုနကကိုရှော့ကိုက်လုတ်လိုက်တဲ့ဒီဒီအမတယောက်နဲ့ညမတယောက်ရှိတယ်လို့ပြောလို့ရှိရင်လည်းကိုကဒီလိုတွေထွက်သွားပြီဆိုလို့ရှိရင်ကိုရဲ့အမကအသက်ဘယ်လောက်လဲလို့လည်းမေးကောင်းမေးနိုင်တယ်။အဲ့တော့ကိုညမကအသက်ဘယ်လောက်လဲဆိုတာလည်းမေးကောင်းမေးနိုင်တယ်။အဲ့ကြလို့ရှိရင်တချို့တွေဆို ရှိရကိုယ့်ရဲ့မောင်နှမရဲ့အသက်က24လ25လအဲ့လိုမတဲမကွဲအကြမ်းမှာနည်းနည်းစဉ်းစားပြီးတော့အဲ့လိုမလုံနေပေါ့အဲ့ဒါတွေကိုလည်းပြင်ဆင်ပြီးတော့ကြိုပြီးတော့တွေးထားပြီးတော့ဥပမာ24 25ဆိုလို့ညီဂျူယွန်ဆိုင်ညီဂျူခေါ်ဆိုင်အဲ့လိုမျိုးဒီကိန်းကနန်းတွေကိုပြောတဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်လည်းကိုကကြိုတင်ပြင်ဆင်ထားဖို့လိုအပ်ပါတယ် အဲ့ဒါခဆုတ်ခုနဲ့ပတ်သက်ပြီးတော့ပေါ့နော်ပြီးတော့နောက်တစ်ခုကိုပြောရမယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ဝါသနာကိုလည်းမင်းနိုင်နေပေါ့နော်ဒီကိုရှော့ဝိုင်းမှာဝါသနာကိုပြောခဲ့ရဆိုလဲအဲ့ဒါကိုထပ်ပြီးတော့သူတို့က focus ခုပေါ့နော် details မေးရမျိုးတွေလည်းဖြစ်နိုင်တယ်အဲ့တော့ဝါသနာကဟွန်းရောမှုခုတူဒီစနေဤဒီစနေဘာညာလိုမျိုးတွေပြောတတ်တယ်အဲ့ကြလို့ရှိရင်ဟွန်းရောမှုခုတူဒီလို့ပေါ့နော်စာအုပ်ဖတ်တာကကိုကဝါသနာပါတယ်လို့ပြောလိုက်တယ်နဲ့သူဘာထပ်ပြီးတော့မင်းနိုင်နေလို့ထင်လဲပေါ့နော်ဒီဘာစာအုပ်တွေဖတ်လဲဆိုတော့မင်းနိုင်နေပေါ့နော်အဲ့မှာကိုကတကယ် 8တခေတန်းကိုကစာအုပ်မဖတ်ဘဲနဲ့ဒီလိုမျိုးရွှေ့လိုက်တယ်ဆိုလို့ရှိရင်ဘာစာအုပ်ဖတ်လဲလို့ပြောလိုက်တဲ့ခါကြလို့ရှိရင်ကိုကခွေးရည်လဲနေတယ်လို့မျိုးဖြစ်တတ်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ကိုကစာအုပ်ဖတ်တယ်ဆိုလို့ရှိရင်လည်းဘလို့စာအုပ်မျိုးကိုဖတ်တယ်လေပေါ့နော်စာအုပ်မှဆိုရတစာပြီးတုတစာပြီးအမျိုးမျိုးရှိတယ်အဲ့တော့ဘလို့စာအုပ်မျိုးဖတ်တယ်စိုက်ခင်းယွန်းတဲ့ဤသူအိုဆဆမဲနိုဟွန်အာဒီမတ်စကာဆိုပြီးတော့လည်းမိတတ်တယ် အခုလက်ရှိဘာစာအုပ်ဖတ်နေလဲဥမာအိုဆူဆူမဲပေါ့နော် recommend ပေးခြင်းနဲ့စာအုပ်တွေရောရှိလားအဲ့လိုမျိုးဆိုလို့ရှိရင်ကိုဖတ်တဲ့စာအုပ်ပုံမှန်မူတည်ပြီးအဲ့စာအုပ်ရဲ့အကြောင်းကဘာလေးကိုပြောတာလဲဆိုတာမျိုးကိုနည်းနည်းလေးပဲပေါ့နော်ပြင်ဆင်ထားဖို့လေလိုအပ်တယ်ပေါ့နော်ဒါတကယ်လို့ဒီစာအုပ်နဲ့ပတ်သက်ပြီးတော့ကအဲ့ဒီဟိုအသေးစိတ်ပြောပြရတာခက်ခဲနေတယ်ဆိုလို့ရှိရင်တော့ကိုကဥပမာတခြားအလုပ်ပေါ့နော် game ဆော့တာပဲဖြစ်ဖြစ်ဘောလုံးကန်တာပဲဖြစ်ဖြစ်ဥမာအဲ့လိုမျိုးပွဲတွေဘောလုံးပွဲတွေပါတယ်ကြည်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးလေးအစားထိုးပြီးတော့ကို့ ို details မေးလာလို့ရှိရင် ကိုကဖြေရတာလွယ်လွယ်ကူကူဖြေလို့ရတယ်ဝါသနာမျိုးကိုရှာပြီးတော့လည်းပြောရလဲကောင်းနေပါ ဲ့တော့ဒါဝါသနာဖြစ်သွားပြီအဲ့တော့ဝါသနာပြီးခုနကကြီကိုလျှောက်ခိုင်းမှာကျမတို့ဗာပြောခဲ့လဲပေါ့နော်ကိုယ့်ရဲ့ဒီဂါခုနဲ့ကီလိုခေါ်ရဲပေါ့နော်ကိုယ့်ရဲ့ပညာအရေးချင်းပေါ့နော်ပညာအရေးချင်းကိုမေးရမျိုးတွေဖြစ်တတ်တယ်ဒီနာအရေးချင်းနဲ့ပတ်သက်ပြီးတော့ကလည်းတော်တော်များများကမေးကိုမေးတယ်ဘယ်အင်တာဗျူးမေးတဲ့သူတွေပဲဖြစ်ဖြစ်ဥပမာဆိုလို့ရှိရင်ကိုကဒီအထက်တန်းကျောင်းပြီးရဆိုလို့ရှိရင်အစ်စိုခိုကိုအိုဆူဆူကျော်ရှိမတ်စတာကဗာညာမေးလိုက်မယ်ပေါ့နော်အဲ့တော့ဘယ်ဘယ်တော့ကပေါ့နော်ဒီအထက်တန်းကျောင်းပြီးရလဲလို့မေးလို့ရှိရင်ကိုအာနှစ်ထပ်16လ ာ2019လာမတဲကွဲမြန်မာလူအရင်စဉ်းစားရတယ်ပြီး2019ကလည်းဂျပန်လိုဘယ်လိုပြောရလဲဆိုတော့တွေးရတယ်အဲ့လိုမျိုးတွေမဖြစ်အောင်လို့ကိုက2016လို့ဆိုလို့ရှိရင်လည်း smooth ဖြစ်ဖြစ်ပဲနဲ့ပေါ့နော်ပျော်တတ်အောင်လို့လည်းဒီကိန်းကနန်းတွေကိုဂျပန်လိုပြောတဲ့အခါမျိုးမှလည်းပြင်ဆင်ထားတဲ့နေပေါ့နော်နောက်ထပ်တစ်မျိုးမေကွန်ပြောင်းပြီးတော့မေရမျိုးတွေလည်းဖြစ်တတ်တယ်ခိုကိုဆူဆူကျိုရှိတနော်ဣစရစ်ကဒါမှမဟုတ်လို့ရှိရင်ဣစုခိုကိုအိုအဲဆူဆူကျိုရှိမစတကဆိုပြီးတော့အဲ့လိုမျိုးတွေလည်းမေကိုမေးတတ်တယ်ပြောင်းမျိုးအဲ့ဒါတော့ကိုကနည်းနည်းလေးပြင်ဆင်တာပေါ့နော် နှစ်နှစ်ဘယ်နှခုနှစ်မှပြီးခဲ့လဲဆိုတာမျိုးတွေကိုပြောပြလို့ရတယ်အဲ့တော့အဲ့ဒီနေရာမှာခိုးခိုးပြီးသွားပြီပေါ့နော်ကိုယ်အထက်တန်းကျောင်းပြီးသွားပြီဆိုလို့ရှိရင် तू ကတက်ပြီးတော့မေးတတ်တယ်ဗာမေးတတ်လဲဆိုလို့ရှိရင်ခိုးခိုးဆူဆူကျော်စတာအတူဒါ ਹੀ ကခုနီအခီမန်စတာကဆိုပြီးတော့လဲမေးတတ်တယ်ပေါ့နော်အဲ့တော့ကိုခိုးခိုးစေးပေါ့နော်ခိုးခိုးပြီးသွားရင်အထက်တန်းကျောင်းပြီးသွားတဲ့အခါမှာတက္ကသိုလ်သွားခဲ့လားဆိုလို့ရှိရင်သွားခဲ့တယ်ဆိုလို့ရှိရင် Hi Ikima Star မသွားခဲ့ဆိုလို့ရှိရင်လဲ EA Ikima San Day Star အဲဘာလို့လဲလို့လဲမေးဖို့မေးကောင်းမေးနိုင်နေပေါ့နော်အဲ့ကြလို့ရှိရင်တော့နည်းနည်းလေးအက ောင်းပြချက်ကိုပြောဖို့လဲစဉ်းစားထားဖို့လဲလိုတယ်ပေါ့နော်အဲ့တော့တကယ်လို့ဒိုင်ကကုသွားခဲ့တဲ့လူပဲထပ်ထားလိုက်ပါတော့ဒိုင်ကကုသွားခဲ့တဲ့လူဆိုလို့ရှိရင်လဲ hi ikima star လို့ပြောလိုက်ပြီးဆိုတော့ ਨੇ ဘာမေးထက်လဲထပ်ပြီးတော့ဒိုင်ကကုမှာဘာကိုလိလာခဲ့လဲဘာကိုအထူးပြုပြီးတော့လိလာခဲ့လဲဆိုလို့ရှိရင်လဲအဲ့ဒီဟာကိုပြောဖို့လဲလိုအပ်တယ်ပေါ့နော် hi ဘယ်ဒိုင်ကကုမှာပေါ့နော်ဥပမာရန်ကုန်ခိုင်ကုကုကဒိုင်ကကုတဲ့ニホンゴを勉強しました。え、日本語を勉強しました。日本語を勉強しています。 ဲ့လိုမျိုးတွေလည်းပြောလို့ရတယ်ပေါ့နော်ကိုယ့်ရဲ့တက္ကသိုလ်နာမည်လေးကိုလည်းဥမာတကုံဆိုရင်တကုံအဲကိုယ့်ရဲ့တက္ကသိုလ်ကိုလည်းဂျပန်လိုဘယ်လိုပြောရမလဲဆိုတာကိုလည်းပြင်ဆင်ထားဖို့လိုအပ်တယ်ပေါ့နော် ဲ့တော့ဒိုင်ကခုအဲ့ဒါဆိုလို့ရှိရင်ဒိုင်ကခုမှာအဲ့လိုမျိုးသွားခဲ့တယ်လို့ပြောလိုက်ဟိုက်ဒိုင်ကခု ikimast အဲ့လိုပြောလိုက်လို့ရှိရင်ဒိုင်ကခုကဘနန်နှစ်ထိတက်ခဲ့လဲဆိုတာမျိုးတွေလည်းထပ်ပြီးတော့မေးတတ်တယ်ပေါ့နော်အဲ့တော့ဒီဒိုင်ကခုကနင်းနင်းစေးမတဲ့အဲ့တော့ဘန်ကျော်ရှိမစတာကအဲ့လိုမျိုးတွေလည်းမေးတတ်တယ်ဘာလို့ဆိုတော့မြန်မာရဲ့အခုအခြေအနေကတက္ကသိုလ်ဆက်ပြီးတော့မတက်ကြတဲ့လူတွေလည်းရှိရတဲ့ကြောင့်မလို့အဲ့လိုမျိုးဆိုလို့ရှိရင်ဥပမာဒုတိယနှစ်သွားခဲ့ဆိုလို့ရှိရင်လည်းဒုတိယနှစ်အထိပေါ့နော်နင်းနန်းစေးမတဲ့ ikimast နင်းနန်းစေးမတဲ့ဘန်ကျော်ရှိမစတာအဲ့လိုမျိုးတွေလည်း ည်းပြောဖို့လည်းလိုအပ်တယ်ပေါ့နော်အဲ့ဒါမျိုးလေးလည်းကြိုပြီးတော့ပြင်ဆင်ထားရမယ်ကိုကဒါကျမကဒီလိုမျိုးဘလိုမျိုးမေးခွန်းမေးနိုင်လဲဆိုတာမျိုးကိုတွေးပြီးတော့ပြောတတ်တာဒီထက်မေးခွန်းမေးနိုင်တာမျိုးတွေလည်းဖြစ်ကောင်းဖြစ်နိုင်တဲ့အတွက်ကြောင့်မလို့ကြိုပြီးတော့ပြင်ဆင်ထားတဲ့နေ အဲ့တော့ဒီမှာဆိုလို့ရှိရင်အမှနောက်တစ်ခုအရေးကြီးတာတစ်ခုကဘာလဲဆိုလို့ရှိရင်ဒါ ਈ ကခုပဲဖြစ်ဖြစ်ခိုးကိုးပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုတက်ကတူပဲဖြစ်ဖြစ်အထက်တန်းပဲဖြစ်ဖြစ်ပြီးွားတဲ့နောက်ဘာဒီကိုဆက်ပြီးတော့ခုချိန်ကြီးလုံနေလဲဆိုတာမျိုးတွေကိုလည်းမေးတတ်တယ်ပေါ့နော်အဲ့ညံမှာသတိထားရမယ့်ဥစ္စာကကျမတို့ကဒီ တက္ကသိုလ်ကိုပြီးသွားတယ်ဖြစ်ဖြစ်တက္ကသိုလ်ညီနန်းစေးအထိပဲတက်တယ်ဒုတိယနှစ်အထိပဲတက်တယ်အခုအချိန်အထိဂျာရဲမှာဘာလုပ်နေလဲလို့မေးလာတယ်အခါမျိုးမှဆိုလို့ရှိရင်ဂျာရဲမှာနှစ်နှစ်กว่าသွားတဲ့သူတို့တစ်နှစ်กว่าသွားတဲ့လူတို့ရှိကောင်းရှိနိုင်တယ်ပေါ့နော်အဲ့တော့နှစ်တွေกว่าနှစ်နှစ်သုံးနှစ်လောက်กว่าပြီးတော့ကိုကဒီကခုဆူဆူကျော်စတိတ်ခါလာနီဟွန်ကိုဘန်ကျော်စတိတ်မှာဆိုရင်နှစ်နှစ်သုံးနှစ်တော့ဒီကဂျပန်စာလုတ်ပြီးတော့အခုမှ N5 N4 အောင်လာလာဆိုပြီးတော့ ထင်သွားနိုင်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ကိုကတကယ်လို့အလုံးလုတ်ခဲ့တယ်ဆိုလို့ရှိရင်လည်းအလုံးလုတ်ခဲ့အကြောင်းအရာကိုပြောလို့ရတယ်ပေါ့နော်အလုံးလုတ်တဲ့သူကြီးကတော့ကောင်းနေပေါ့နော်ဘယ်ခါလေးရှာမှာဘာလုတ်ကိုလုတ်နေနေရှိကောတိုးရှိနာကရနီဟွန်ဂိုဘန်ကျော်စတိတ်မှာ ABC ကုမ္ပဏီမှာဒီ marketing နဲ့ပတ်သက်ပြီးတော့အလုံးလုတ်ပြီးတော့ဒီဂျပန်စာကိုလေ့လာနေတယ်ဆိုပြီးတော့အဲ့လိုမျိုးလေးပြောတယ်ဆိုလို့ရှိရင်အော်ဒီနှစ်နှစ်သုံးနှစ်အတွင်းမှာသူကအလုံးလုတ်ပြီးတော့ဂျပန်စာကိုသိနေတယ်ဆိုတာမျိုးဆိုလို့ရှိရင်ဂျပန်ကြီးကနားလေတယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ကိုကနှစ်နှစ်သုံးနှစ်လုံးဂျပန်စာ ကြီးပဲလုပ်နေဆိုလို့ရင်ဂျပန်စာလုပ်တယ်ဆိုတာအလောက်ထိအချိန်အရန်ကြီး language တစ်ခု learning လုပ်တယ်ဆိုတာဂျပန်ကအလောက်ထိအကြီးကြီးမားမားကြီးလို့ဟိုဘယ်လိုပြောရမလဲအချိန်ပြည့်ကြီးဒါကြီးကိုလုပ်လုပ်ရမယ်ဆိုပြီးတော့သူတို့ကမတွေးဘူးပေါ့နော်အဲ့ကြလို့ရှိရင်อืมဒီနှစ်နှစ်သုံးနှစ်သူဘာကြီးလုပ်နေလဲမသိဘူးကိုကရေးရမပြောနိုင်ဘူးဆိုလို့ရှိရင်တမျိုးဖြစ်တတ်တယ်ပေါ့နော်အဲ့တော့အလောက်လုပ်တဲ့သူတွေဆိုလို့ရှိရင်အလောက်လုပ်နေရင်ဂျပန်စာကိုလေ့လာခဲ့ဆိုပြီးတော့ပြောရရင်လည်းရတယ်ဒါမှမဟုတ်လို့ရှိရင်လည်း ဒီဘာမှမလုပ်ဘူးဆိုလို့ရှိရင်တော့အကောင်းဆုံးပြောရတဲ့နီလန်ကဥပမာမိသားစုရဲ့အလုပ်တစ်ခုခုကိုပဲကိုကဘယ်လိုပြောရမလဲကုညီရဲ့ဟာမျိုးဆိုလို့ရှိရင်ဒါအကောင်းဆုံး answer တစ်ခုဖြစ်လိမ့်မယ်ပေါ့နော်ဥပမာမိဘရဲ့အလုပ်တွေကိုလောက်ကင်ပေးတယ်ဥပမာတစ်ခုခုပေါ့နော်အဲ့လိုမျိုးတွေကုညီပေးတာမျိုးတွေအဲ့လိုမျိုးတွေထည့်ပြောလို့ရှိရင်တော့ကောင်းတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးမဟုတ်ဘဲနဲ့ဥပမာကိုရဲ့ဂျပန်စာလေဗယ်ကအန်တူးလေဗယ်ကြီးရောက်နေပြီးတော့ကိုကဥပမာနှစ်လ ဟိုကိုကဥပမာတနှစ်နှစ်လောက်ပဲဂျာထဲမှာကြွားတယ်ဆိုလို့ရှိရင်လေကိစ္စတော့မရှိဘူးပေါ့နော်ဒီတနှစ်နှစ်နှစ်တွင်းမှာကိုကဂျပန်ကိုအရန်ကိုသွားကျင်လွန်းလို့ဂျပန်စာကိုပဲဒီတနှစ်နှစ်နှစ်တည်းမှာအရန်နေ focus လုပ်ပြီးတော့လုပ်နေတယ်ဆိုလို့ရှိရင်တော့ကိုက level တစ်ခုရောက်နေတဲ့အခြေအနေမျိုးဆိုလို့ရှိရင်သူတို့ဘက်ကနားလည်ပေးလို့ရတယ်ပေါ့နော်အဲ့တော့ကိုရဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့ကို ပြောပေါ့နော်ဥပမာခုနကတော့ပြောသွားတယ်မိသားစုအလုပ်ကိုလုပ်တယ်လို့ပြောသွားလို့ရှိရင်လည်းဒီလိုမိသားစုအလုပ်ကိုဘာတွေလုပ်တာလဲလို့ तू ကထပ်ပြီးတော့မေးကိုမေးနိုင်တာမျိုးတွေရှိရပေါ့နော်အဲ့တော့မေးတော့မှကိုကမိသားစုအလုပ်ကိုလည်းမကူညီဒါပေမဲ့ကိုကတော့ဒီလိုမျိုးဖြေလိုက်တယ်သူတို့မေးတဲ့အခါမျိုးကြလို့ရှိရင်ကကောင်းပြန်ပြီးတော့မပြောနိုင်တာမျိုးတွေဖြစ်တယ်ဆိုလို့ရှိရင်ဒီလူကလိန်နေတယ်ဆိုတာမျိုးတွေလည်းဖြစ်ကောင်းဖြစ်နိုင်ရကြောင့်မိသားစုအလုပ်လုပ်တယ်ဆိုလို့ရှိရင်ဘလို့အလုပ်မျိုးကိုလုပ်လဲဆိုတာကိုလည်းကြုံပြီးတော့ဒီမေးကိုအတွက်ပြင်ဆင်ထားဖို့လည်းလိုအပ်တယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကျမတို့သွားမယ်ဂျပန်စာရဲ့အရေးအချင်းအီစုခ から日本語を勉強していますかでももろしんどどのくらい日本語を勉強しましたかそうびろあるမျိုးに見てってんもんの。ベロンがさびろジャパンサーを練らられ、ブラウラウジャパンサーを練らにびれ。あの子はディシェイト2へ世羅版や練らけれそうろし。去年の中学生から日本語を勉強しています。あるမျိုးにね、ပြောるやれんもんの。ぴとろしんジャパンサーレベルをね、立ってびろ見やမျိုးဖြစ်ってんもんの。 日本語のレベルを教えてください。まあ、もろしんね、JLPT の試験を受けましたかそびろ、メラミューでね、ピッタでぼ。去年のジュニガスに N5 を合格しました。あら、今、そろしん、ジャパンさんレベルを表で書きます。そろしん、N、そろしん、ジャパンにが N、そびろ、表でぼ。あら、N5、N4、N3、あら、ミュー表ま、とろは、ドボーバウでぼ。N5、そういう、とろは、なめ、ん、ま、表はね、そびろ、ピッタでぼ。今、ジャパンさんを、ぼろりらね、と表でぼ。あら、 ဂျပန်စာကဒီမြန်မာမှာရှိတဲ့နီဟွန်ဂိုကကိုပေါ့နော်ဘယ်နီဟွန်ဂိုကကိုလဲပေါ့နော်အဲ့ဒါမျိုးနာမည်လေးတွေနဲ့အမှဘန်ကျော်ရှီမာစတာဆိုပြီးတော့ပြောလို့ရှိရင်ရတယ်ပေါ့နော် နောက်ဆုံးမိကုန်းတစ်ခုကဘာလဲဆိုတော့ကိုရဲ့ကိုစပွန်ဆာပေးမဲ့လူပေါ့နော်ကိုရဲ့ဒီဂါခုဟီပေါ့နော်ဂျပန်စာ လေးလာတာနဲ့ပတ်သက်ပြီးတော့ကိုရဲ့ပညာရေးကိုထောက်ပံ့ပေးတဲ့လူပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့သူကမေးလိုက်စပွန်ဆာဝါဒါရီဒီစကာ 誰がお金を出してくれますか誰が学費を払いますかအဲ့လိုမျိုးတွေမေးတတယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးတွေကိုလည်းစီကဟာဒိုင်မတ်စ်ဟာဟာကဆပတ်တိုစတခူရမတ်စ်အဲ့လိုမျိုးတွေပြောတာမျိုးလေးကောင်းနေပေါ့နော်အဲ့ဒါလေးတွေနဲ့ပတ်သက်ပြီးတော့ပြင်ဆင်ထားလို့ရတယ်ပေါ့နော် အဲ့တော့အဲ့ဒါဆိုလို့ရှိရင် sponsor ကြားကိုပြောလိုက်ပြီးဆို sponsor အဖေလို့ပြောလိုက်သူတို့ကထပ်ပြီးတော့မေးကိုမေးနိုင်တာရှိရေပေါ့နော်အဲ့တော့ချီချီဝါနန်းတော်ရှိကောတိုစတိတ်မတ်ကချချင်းတို့ရှိကောတိုဝါနန်းဒီစကာဆိုပြီးတော့အဲ့လိုမျိုးအဖေရဲ့အလုပ်ကဘာတွေလုပ်လဲဆိုတာမျိုးမေးတတ်တယ်ပေါ့နော်မေးတဲ့အခါမျိုးမှဆိုလဲအဲ့ဒီအလုပ်တဲ့အလုပ်လုပ်ငန်းအမျိုးအစားကိုပေါ့နော်ဒီဂျပန်လိုပြောတတ်ဖို့လဲကိုကပြင်ဆင်ထားဖို့လိုအပ်တယ်ပေါ့နော် ဲ့တော့နောက်ဆုံးမိကွန်အဲ့ဒီမိကွန်ကအရန်အရန်အရေးကြီးလို့နောက်ဆုံးမှထပ်ထားတယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုရင် Do stay Nihon e ikitai desu ka? Do stay Nihon go benkyo stay masu ka? အဲ့လိုမျိုးမေးတတ်တယ်ပေါ့နော်ဘာကြောင့်ဂျပန်ကိုသွားချင်တာလဲဘာကြောင့်ဂျပန်စာကိုလေ့လာနေရလဲပေါ့နော်အဲ့လိုမျိုးတွေမေးလို့ရှိရင်ကိုကဒီမေးခွန်းနဲ့ပတ်သက်ပြီးတော့အကောင်ဆုံးအဖြေကတော့ application form မှာလည်းထည့်ပြီးတော့ရေးထားလိုက်မယ်ပေါ့နော်ဂျပန်ကိုသွားချင်ရတဲ့ရည်ရွယ်ချက် ဂျပန်စာကိုလူကခုလုတ်ချင်တဲ့ပညာသင်ချင်တဲ့ရည်ရွယ်ချက်ကဘာလဲဆိုတာမျိုးကိုဒီ application form သူတို့တင်တဲ့ form မှာလည်းရေးထားတာမျိုးတွေရှိနိုင်မယ်အဲ့တော့အဲ့ဒီ form မှာရေးထားတဲ့အကြောင်းအရာနဲ့အခု interview မှာပြောတဲ့အကြောင်းအရာမျိုးကတလွဲစီဖြစ်လို့တော့မရဘူးเนาะအဲ့လိုမျိုးဆိုလို့ရှိရင်ဒီလူကငလိမ်ပဲဆိုပြီးတော့ထင်သွားနိုင်တယ်အဲ့တော့အဲ့ဒီတည်းကအကြောင်းအရာမျိုးလေးကိုလည်းပြောဓမ္မမို့ထပ်ပြီးတော့ဖြည့်ပြီးတော့ပြောချင်တဲ့ဟာမျိုး ရှိရဆိုလို့ရှိရင်လည်းပြောတောင်နေတော်တော်များများကကြိုက်တာဗာလဲဆိုလို့ရှိရင်ကျမတို့ဘွဲမြသေးတဲ့လူတွေနေနေဆိုလို့ရှိရင်ရှင်းကခုလောက်ပြီးတော့ဒီကောင်းတဲ့ကုမ္ပဏီတစ်ခုမှာအလုပ်လုပ်ချင်တာမျိုးတို့ကကြိုက်ကြဘာလို့ဆိုတော့တို့နိုင်ငံကိုလူတော်တွေကိုပဲတို့ကထားစေချင်တဲ့ရည်ရွယ်ချက်လည်းရှိရပေါ့နော်အဲ့တော့ကြာမလို့ကြာမပြီးသေးတဲ့လူတွေဆိုလို့ရှိရင်ဒီရှင်းကခုလောက်မဲ့ဘယ်တက္ကသိုလ်မှာဘာပညာကိုလေ့လာမယ်ဆိုပြီးတော့ရည်ရွယ်ထားတာအဲ့ဒါပြီးတော့လို့ရှိရင်ဘလိုမျိုးဒီဘလိုမျိုးကုမ္ပဏီမျိုးတွေမှာအလုပ်လုပ်ချင်တယ်ဆိုပြီးတော့စဉ်းစားထားတယ်ဆိုတာမျိုးတွေကိုတည်တည်ချာချာပြောလို့ရမှာနိုင်ငံမှာတ က်ကတ်တို့ပြီးသွားတဲ့လူတွေအတွက်ကလည်းဂျပန်မှာသုံးချလို့ရတဲ့ပညာရပ်မျိုးဖြစ်တယ်ဆိုလို့ရှိရင်လည်းဒီ language ကိုပြီးသွားတဲ့အခါမျိုးမှာဆိုလို့ရှိရင်ဒီကိုရဲ့ဒီတက်ကတ်တို့မှာလေ့လာခဲ့ပညာရပ်ကိုအတုံးပညာရက်ကိုအတုံးချပြီးတော့ဗောနော်ဂျပန်ကုမ္ပဏီဘလိုကုမ္ပဏီမျိုးမှာအလုပ်လုပ်ချင်နေဆိုတာမျိုးကိုတတိချာချာလေးပြောပြဖို့လိုအပ်တယ်ဗောဒါဆိုလို့ရှိရင်တော့တော်တော်များများအင်တာဗျူးမှာမေးနိုင်နေမေးဖို့နေကိုတော်တော်လေးပြင်ဆင်တာလုံလောက်တယ်လို့ပြောလို့ရပေမယ့်နောက်ဆုံးဘာအိုထပ်ပြီးတော့ပြင်ဆင်ထားဖို့လိုအပ်လဲဆိုလို့ရှိရင်ကျမတို့ကရေပူရဗဟုတုတဗောနော် general knowledge တွေကိုလည်းကျမတို့ကပြင်ဆင်ထားဖို့တော့တယ်ဘာလို့လဲဆိုတော့အခုဆိုလို့ရှိရင်ဂျပန်ကိုသွားကြတဲ့လူတွေကဆိုလို့ရှိရင်အရန်များလာရလို့ဆိုမလို့အကြောင်းကြီးကအရင်တော့ဆိုလို့ရှိရင် language school တက်တယ်ဆိုတော့ကိုကပတ်စံပေးပြီးတော့တက်ရတာလေနော်အရင်တော့ဆိုလို့ရှိရင်ပတ်စံပေးပြီးတော့တက်တယ်ဆိုလို့ရှိရင်ဘသူမဆိုတော်တော်များများလက်ခံတယ်ဂျပန် language school နဲ့သွားကြတဲ့လူတွေအရန်များလာတဲ့အတွက်ကြောင့်မလို့သူတို့တွေကလူတွေကိုအရန်ကိုရွေးထုတ်အင်တာဗျူးတွေလည်းကြားတဲ့သူတွေလည်းရှိရတဲ့ကြောင့်မလို့ဒီလိုမျိုး အကြောင်းအရာတွေကိုပါကိုကပြင်ဆင်ထားဖို့လိုအပ်တယ်ပေါ့ဥပမာကိုကဂျပန်ကိုသွားပါမယ်ဆိုမှနိုင်ငံကြီးအများကြီးရှိရင်ဘာဖြစ်လို့ဂျပန်လဲဆိုရင်အရာမျိုးဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဘာဖြစ်လို့ဂျပန်ကိုသွားချင်နေရလဲဆိုကိုကစိတ်ဝင်စားမှပဲသွားရဲဆိုတဲ့ဟာမျိုးတို့ကတွေးရပေါ့နော်အဲ့အတွက်ကြောင့်မလို့ကိုကဒီဂျပန်နဲ့ပတ်သက်တဲ့ knowledge လေးတွေကိုလည်းပြင်ဆင်ထားဖို့လိုအပ်တယ်ဥပမာနီဟွန်နိုဒီယိုဒီကိုသာပေတာကတ်တော်အဒီမတ်စကာဒီမမို့လို့ရှိရင် workshop ကိုသာပေတာကတ်တော်အဒီမတ်စကာဆိုပြီးဂျပန်စာစားဘူးလားဂျပန်စာကြိုက်လားအဲ့လိုမျိုးတွေမေးတတ်တယ်ပြီးတော့လို့ရှိရင်ဂျပန်စာလေ့လာရတာဘယ်လိုလဲဟွန်က 語はどうですか日本語難しいですかあれမျိုးတွေမေးတတ်တယ်အဲ့တော့ဂျပန်စာခက်လာအဲ့လိုမျိုးတွေမေးတတ်တယ်ဂျပန်ကိုရောက်လို့ရှိရင်日本に来たら何をしたいですか日本に来たらどこへ行きたいですかဆိုပြီးတော့ဂျပန်ကိုလာလို့ရှိရင်ဘယ်လိုနေရာမျိုးတွေကိုသွားကျင်တယ်ဆိုလို့ရှိရင်ကိုကဂျပန်မှာဘယ်လိုနေရာမျိုးတွေရှိလဲဆိုတာမျိုးတွေကိုလည်းကိုကနည်းနည်းလေးကိုသွားကျင်တဲ့နေရာတွေကိုလည်းပြောတတ်ဖို့လည်းလိုအပ်တယ်ပေါ့နော်အဲ့အတွက်လည်းနည်းနည်းလေးရှာထားဖို့လည်းလိုအပ်တယ်အဲ့တော့ဂျပန်ရဲ့ဒီအစားအသောက်တွေဆိုလို့ရှိရင်ဂျပန်စာတွေကြိုက်လားလို့မေးလို့ 日本のディオディ好きですかလို့ပြောဟိုင်စကီဒစ်လို့ပြောလို့ရှိရင်နန်းတော်ဒီโอဒီကစကီဒစ်ကလို့ပြောလိုက်လို့ရှိရင်ဘာစားတော့ကြိုက်လဲဆိုလို့ရှိလို့ရှိကိုကပြတ်မပြောနိုင်တာမျိုးဖြစ်လေရအောင်နည်းနည်းလေးလေးလေးလာထားဖို့လေလို့တယ်ပြီးတော့နောက်တစ်ခုကကြတော့ခုနကမှပြောသလိုပဲတော့အပြိုင်ဆိုင်နေဖြစ်တာပြောင်းမလို့တချို့ကျောင်းတွေကဒီလိုမျိုး test လေးတွေပေါ့နော်ဆာမေးပွဲအဲ့လိုမျိုး mini test လေးလိုမျိုးအသေးစားဆာမေးပွဲလေးတွေစစ်တာမျိုးတွေလည်းရှိတယ်ပေါ့နော်ဥပမာကိုကကိုရဲ့ဒီ interview လုပ်နေတဲ့ဒီဂျပန်စကားလုံးခန်းကြီးတွေကရေးတက်လာဒီဂျပ ပန်စကားစာရောရေးတက်လားဖတ်တက်လားအဲ့လိုမျိုးတွေပြောတဲ့ခါမျိုးဖတ်တက်တယ်ရေးတက်တယ်အဲ့လိုမျိုးတွေဆိုလို့ရှိရင်တို့ကရေးခိုင်းတာဖတ်ခိုင်းတာမျိုးတွေဖြစ်တက်တယ်ဒီခန်းကြီးတွေဖတ်တက်လားဆိုလို့ရှိရင်လေတို့ကအခုခန်းကြီးတွေဒီစကားလုံးစကားလုံးလေးတွေပေါ့နော်ကားချက်လေးတွေပြပြီးတော့ဒီဂျပန်စကားလုံးကဘာလဲဒီခန်းကြီးကဘယ်လိုမျိုးဖတ်လဲဆိုတာမျိုးတွေကိုလည်း နည်းနည်းလေးအခြေခံလေးတွေလည်းမေးတဲ့ဟာမျိုးတွေလည်းရှိအဲ့တော့စာလေးတွေလည်းနည်းနည်းလေးလုံးဖို့လည်းလိုအပ်တယ်ပေါ့နော်အဲ့တော့ကျမကဒီနေ့ဒီဗီဒီယိုထဲမှာဆိုလို့ရှိရင်ဂျပန်ကို language school နဲ့တွားကြတဲ့မောင်လေးတွေညီမလေးတွေဒီ language school interview တွေမှာဘလိုမေးခွန်းလေးတွေမေးတတ်ပြီးတော့ဘလိုမေးခွန်းဆိုရင်တော့ဘလိုမျိုးတွေဖြေရမလဲဘလိုတွေပြင်ဆင်ရမလဲဆိုတာကိုပြပြပေးသွားတာဖြစ်ပါတယ်အခုပြောသွားတဲ့အကြောင်းအနေနဲ့ပတ်သက်ပြီးတော့ details ပေါ့နော်အသေးစိတ်သိကြတယ်ဆိုလို့ရှိရင်လည်း comment box မှာ မေးလို့ရပါတယ်ဒီမေးခွန်းဆိုလို့ရှိရင်ဒီလိုမျိုးဖြစ်အဆင်ပြေလားဆိုတာမျိုးတွေဓမ္မမဟုတ်လို့ရှိရင်လည်းဒီလို vocab တွေကိုဘယ်လိုပြောလဲဆိုတာမျိုးတွေကိုလည်းကျွန်မကိုဒီ comment box မှာလာမေးလို့ရပါတယ်အဲ့တော့ဒီအနေနဲ့ပတ်သက်ပြီးတော့ messenger မှာတော့လာပြီးတော့မမေးနေဘူးเนาะဘာလို့လဲဆိုတော့တယောက်ကမေးလို့ရှိရင်အားလုံးလည်းမြင်ရအောင်သိရအောင် comment box လေးမှာမေးရဆိုလို့ရှိရင်တခြားလူတွေလည်းအဆင်ပြေမယ်လို့ထင်တယ်ပေါ့เนาะအားလုံးပဲအဲ့ဒါဆိုလို့ရှိရင်နောက် video မှာပြန်တွေ့မယ် bye bye